စင်ကူးလေကြောင်းတိုက်ခိုက်မှုမှာအရသာ၃ဦးသေပြီးတော့၅ဦးဒဏ်ရာသွားပါတယ်။စစ်ကောင်စီကိုလူခွင်ရင်းနဲ့တရားစင်မှုရန်နေရာတွေမှာအရေးယူပေးဖို့နိုင်ငံတကာကို UNG ကတိုက်တွန်းလိုက်ပါတယ်။အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကအင်ဒိုနီးရှားနဲ့တီးလင်ကနိုင်ငံသား၄၀၀ကျော်ကိုနေရပြန်ပို့လိုက်ပါတယ်။ဒီအကြောင်းတွေပါဝင် နောက်ဆုံးရသတင်းတွေကိုဒီနေ့မနက်ခင်းသတင်းအစီအစဉ်မှာထုတ်လွှင့်သွားပါမယ်ရှင်။ မန္တလေးတိုင်းစင်ကူးမြို့နယ်ကိုစစ်ကောင်စီတပ်ကမတ်လ18ရက်နေ့မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အရသား3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီကညနေ6နာရီကျော်မှာလက်ပံလှမ်းရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး3ဦးသေဆုံးခဲ့တာလို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်က RFA ကိုပြောပါတယ်။ထိခိုက်ဒဏ်ရာသူတွေကိုစစ်ကူပေးနေတယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လ14ရက်နေ့ကလည်းလက်ပံလာရွာဈေးဆိုင်တန်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်ခဲ့တာကြောင့်ကလေး6ဦးအပါအဝင်အရသား28ဦးသေဆုံးခဲ့ပါတယ်။စင်ကူးမြို့နယ်ကို2024ခုနှစ်ဇူလိုင်18ရက်နေ့မှာမန္တလေး PDF ဦးဆောင်တဲ့ပူပေါင်းတပ်ကအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။စစ်ကောင်စီကတော့စင်ကူးမြို့နယ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေမကြာခဏဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ RFA ကပြုစုထားတဲ့စီးရင်တွေအရာ 2024ခုနှစ်တစ်နှစ်အတွင်းမှာပဲစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင့်နိုင်ငံတော်အယက်သား1969ဦးသေဆုံးပြီးတော့3920ဦးဒဏ်ရာရှိခဲ့ပါတယ်ရှင်စစ်ကောင်စီကိုလူ့အခွင့်အရေးနဲ့တရားစီရင်မှုရန်ရရတွေမှာအမြန်ဆုံးအရေးယူဆောင်ရွက်ဖို့နိုင်ငံတကာလူ့အခွင့်အရေးနဲ့ကလေးသင်ငယ်ဆိုင်ရာအခွင့်အရေးလှုပ်ဆောင်သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ UNG ကမတ်လ18ရက်နေ့မှာထုတ်ပြန်တိုက်တွန်းလိုက်ပါတယ် စစ်ကောင်စီကအများပြည်သူတွာလာနေတဲ့ဈေးနဲ့တာသနိကအဆောက်အုံတွေကိုရွေချက်ရှိရှိလေချောင်းကနေတိုက်ခိုက်တာကိုအပြင်းထန်ရှုတ်ချတယ်လို့လည်းဆိုပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့စင်ရတနာပရာဟိတစာတင်တိုက်ကို မလ16ရက်နေ့ကစစ်ကောင်စီကလေချောင်းကနေပုံကျဲခဲ့တာကြောင့်အရသားတန်ကတော့နှစ်ပါအပါဝင်အသက်18နှစ်အောက်ကိုရင်၅ပါအရသားအမျိုးသားတအူးနဲ့အမျိုးသမီးနှစ်ဦးစုစုပေါင်း၁၀ဦးသေဆုံးခဲ့ရတယ်လို့လည်းဖော်ပြထားပါရယ်။ မလ14ရက်နေ့ကလည်းမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာမှာရှိတဲ့ဈေးကိုလေကြောင်းကနေတိုက်ခိုက်တာကြောင့်လေးလာသားအွယ်ကလင်းငယ်တဦးအပါဝင် စုစုပေါင်းကလေး6ဦးသေဆုံးခဲ့ရပါတယ်။စစ်ကောင်စီကအများပြည်သူဆိုင်ရာနေရာတွေမှာရွေချက်ရှိရှိတိုက်ခိုက်တာဟာမဟာပြူရတရက်အနေနဲ့ကြကြပြက်ပြက်ကျင့်သုံးနေပြီးတော့တိုက်ခိုက်တာကြောင့်ကလေးငယ်တွေအယက်သားပြည်သူတွေကိုအသက်ဆုံးရှုံးစေတယ်လို့လည်းအန်ယူဂျီကပြောထားပါဗျ။ 2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်နေ့ထိစစ်ကောင်စီရအရသာပြည်သူတွေနဲ့တက်ဆိုင်တဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190မှုပြုလုပ်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကလင်းငယ်ပေါင်း382ဦးသေဆုံးခဲ့ရတယ်လို့ UNG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်ရှင်။ ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်နဲ့ဘန်ကောက်မြို့ကိုဆက်သွယ်ထားတဲ့အဝေးပြေးအမြန်လမ်းပေါ်ကတရားဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမလ15ရက်နေ့ကပြိုကျတာကြောင့်မြန်မာနိုင်ငံသားတဦးရဲ့ယုံလောင်ကိုမလ16ရက်နေ့ကထပ်ပြီးတွေ့ရှိခဲ့တဲ့အတွက်တေဆုံးသူ6ဦးထိရှိလာကြောင်းဘန်ကောက်ပို့စ်ကမလ18ရက်နေ့ကဖော်ပြထားပါတယ်။အဲ့ဒီထပ်ပြီးတေဆုံးတဲ့မြန်မာနိုင်ငံသားဟာအသက်22နှစ်အရွယ်ကိုထိုက်ဝေရန်ဖြစ်ပြီးတော့ထိခိုက်ဒဏ်ရာသူအရေအတွက်22ဦးလောက်ရှိတယ်လို့ဆိုပါတယ်။ တည်ဆုံးသူတွေထဲမှာထိုင်းအင်ဂျင်နီယာတအုပ်အပါဝင်ထိုင်းနိုင်ငံသား3ဦးနဲ့မြန်မာနိုင်ငံသား3ဦးပါဝင်ပါတယ်။မတော်တဆဖြစ်တဲ့လုပ်ငန်းခွင်ကိုစုံစမ်းစစ်ဆေးဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကမလ14ရက်နေ့ကနေရက်ဆိုင်ဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကတရုတ်ငွေလိမ်လုပ်ငန်းတွေမှာအလုပ်လုပ်နေသူအင်ဒိုနီးရှားနိုင်ငံသား၄၀၀နဲ့တီးလင်ကနိုင်ငံသား၁၄ဦးကိုမတ်လ၁၈ရက်နေ့မှာ ကရင်နယ်ကြားစောက်တဲ့ BGF တပ်ဖွဲ့ကထိုင်းအာဏာပိုင်တွေကတဆင့်တက်ဆိုင်ရနိုင်ငံတန်ယုံတာဝန်ရှိသူတွေကိုလွှဲပြောင်းပေးပို့ခဲ့ပါတယ်။မြန်မာနိုင်ငံဘက်ခြမ်းမြောက်ရီမြို့မှာငွေလင်းလုပ်ငန်းကနိုင်ငံခြားသားတွေကိုစစ်ကောင်စီဌာနဆိုင်ရာအဖွဲ့တွေကစစ်ဆေးမှတ်တမ်းယူပြီးတော့မြောက်ရီ BGF တပ်ဖွဲ့ကထိုင်းနိုင်ငံကိုပို့လိုက်ပြီးတဲ့နောက်မှာတက်ဆိုင်ရနိုင်ငံတန်ယုံတာဝန်ရှိသူတွေကနေရရင်နိုင်ငံတွေစီကိုပြန်ခေါ်ယူသွားတာလို့ BGF ကုတ်ကဲယုံသတင်းရင်းမြစ်ကပြောပါတယ်။ လက်တလော BGF တပ်ဖွဲ့ကထိမ့်သိမ်းထားတဲ့ငွေလိမ်လုပ်ငန်းတွေကအလုသမားတွေကိုတက်ဆိုင်ရာနိုင်ငံတွေစီကိုပြန်လွှဲပို့ဖို့ကြံရှိနေသူနိုင်ငံပေါင်း30ကလူ3000နီးပါးရှိနေပါတယ်။မနက်ဖြန်မတ်လ17ရက်နေ့မှာလဲအင်ဒိုနီးရှားနိုင်ငံသား150ကျော်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား19ဦးပါဝင်ဂျပန်နိုင်ငံကအလို့ရှိနေတဲ့တရက်ခန့်ဂျပန်နိုင်ငံသား2ဦးကိုလည်းတက်ဆိုင်ရာတန်ယုံနဲ့တာဝန်ရှိသူတွေက လာရောက်ခေါ်ယူမယ်လို့ BGF တပ်ကုကဲရုံသတင်းရင်းမြစ်ကပြောပါတယ်ရှင်။ ထိုင်းနိုင်ငံမှာတရားမဝင်စီးပွားရေးလုပ်ငန်းတွေရဲ့အန္တရာယ်ကိုတားဆီးဖို့အတွက်ရပ်ပေါင်း60ဗီဇာကင်းလွတ်ခွင့်နဲ့နေထိုင်ခွင့်ပေးထားတဲ့အစီအစဉ်ကိုပြင်ဆင်ပြီးရပ်ပေါင်း30သာဗီဇာကင်းလွတ်ခွင့်နဲ့နေထိုင်ခွင့်ပေးဖို့ထိုင်းဆိုရကစီစဉ်နေပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနနဲ့ဆွေးနွေးခဲ့တဲ့အခြေအနေကိုထိုင်းခီးသွားတဲ့အာကစားဝန်ကြီးရဲ့ပြောကြားချက်ကိုကိုးကားပြီးတော့ထိုင်းခြေဆိုင်ဘန်ကောက်ပို့သတင်းမှမတ်လ18ရက်နေ့ကဖော်ပြတာပါ။ ထိုင်းနိုင်ငံထဲမှာတရားမဝင်အလုပ်လုပ်ကြနေတဲ့နိုင်ငံသားတွေများလာတာနဲ့ကွန်ဒိုတွေကိုတရားမဝင်ငှားရမ်းနေထိုင်တာတွေများလာတာတွေကြောင့်ဗီဇာကင်းလွတ်ခွင့်တက်တန်းကိုလျှော့ချဖို့စီစဉ်နေတာလို့ထိုင်းဟိုတယ်လုပ်ငန်းရှင်တွေကယူဆကြောင်းသတင်းမှာဖော်ပြပါတယ်။နိုင်ငံပေါင်း63နိုင်ငံကနိုင်ငံသားတွေကို ထိုင်းဆိုရကဗီဇာကင်းလွတ်ခွင့်နဲ့ရက်60နေထိုင်ခွင့်ပေးထားတာပါ။ခီးသွွားအများစုဟာ14ရက်ကနေ21ရက်အတွင်းသာ နေထိုင်လေးရှိတယ်လို့ဆိုပါတယ်ရှင်။ ဒီနေ့မလခင်နောက်ဆုံးရသတင်းတွေကို တင်ပြခဲ့တာပါ RFA ရဲ့စီစဉ်လေးကို RFA Barmis ရဲ့ Facebook, YouTube, Instagram, Telegram နဲ့ RFA website စာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ် RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမကစမ်းမအောင်ပါရှင်